ုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထောင်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့နှစ်ယောက်ဟာနိုင်ငံရေးအကျဉ်းသားတွေမဟုတ်ပဲအဂတိလိုက်စားလို့ထောင်ကျခံနေရတဲ့သူတွေဖြစ်တယ်လို့ပြည်သူ့ရှိဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကပြောပါတယ်ရန်ကုန်မြို့စီရိုနာဟိုတယ်မှာအော်တိုဘာလ၈ရက်နေ့မနက်ကပြုလုပ်တဲ့ပြီးသူရှိဆောင်ပါတီ၃မြင်းဆောင်2025သတင်းစာရှင်းလင်းပွဲမှာပြီးသုံးလောပါတီဥက္ကဋ္ဌတော်သက်သက်ခိုင်ကအခုလိုမျိုးပြောဆိုခဲ့တာပါအဲ့ဒီသတင်းစာရှင်းလင်းပွဲမှာပေါ်ပူလာသတင်းဌာနကဦးမြတ်ခိုင်က ပြည်ထောင်လုံးပါတီအနေနဲ့နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ထောင်ဆန်းစုကြည်ဦးဝင်းမြင့်နဲ့ဦးဝင်းထိန်တို့လွန်မြောက်ဖို့တောင်းဆိုသွားမှာလားဆိုတဲ့မေးခွန်းကိုဒေါ်သက်သက်ခိုင်ကဖြေဆိုတာမှာအခုလိုမျိုးထည့်သွင်းပြောဆိုခဲ့တာပါသူက NLD အစိုးရလက်ထက်နိုင်ငံတော်ပိုင်ရဟတ်ရင်ဝယ်ယူတဲ့ကိစ္စကိုရည်ညွှန်းပြီးအခုလိုပြောဆိုဆွဆွဲခဲ့တာဖြစ်ပါတယ်။လူထုခေါင်းဆောင်နဲ့သမ္မတဦးဝင်းမြင့်တို့ကိုနိုင်ငံတကာကနိုင်ငံရေးအကျဉ်းသားလို့ခေါင်းစဉ်တက်ပေမဲ့အကျင့်ပြတ်ချစားမှုပုံမှန်တွေနဲ့အေးအေးယူခံထားရသူတွေပါလို့သူကဆိုပါတယ်။အာနာသိန်းစစ်တ က်ကလုံမဲ့ရွှေကောက်ပွဲမှာဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ပြည်သူ့ရှိဆောင်ပါတီကပြည်သူ့လွှတ်တော်193ဦးအမျိုးသားလွှတ်တော်145ဦးပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော်အယောက်320တိုင်းရင်းသားလူမျိုးစု14ဦးစုစုပေါင်း682ဦးဝင်ပြိုင်မှာဖြစ်ပါရယ်ရှင်။ အခုနှစ်ကုန်ပိုင်းမှာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပြည်သူတွေဆန္ဒမဲလာရောက်ပေးကြဖို့အတွက်ရည်ရွယ်ပြီးမြို့နယ်တွေကလူစီကားရနေရာတွေမှာလှုံ့ဆော်ဆိုင်ပုတ်တွေကို အော်တိုဘားလ9ရက်နေ့ကလိုက်လံစိုက်ထူနေပါတယ်။လူတို့အသိပညာပေးဆိုင်ပုတ်တွေကိုနိုင်ငံတော်မှစိုက်ထူနေတယ်ဆိုပြီးစစ်တပ်ရဲ့ဝါဒဖြန့်ချီရေးသတင်းမီဒီယာတွေမှာလည်းဖော်ပြနေကြတာပါ။အော်တိုဝါလာ9ရက်နေ့တရက်ထဲမှာပဲမြို့နယ်ပေါင်း54မြို့နယ်မှာအဲ့ဒီဆိုင်ပုတ်တွေကိုစိုက်ထုတ်ပြီးဖြစ်နေရလို့လည်းဖော်ပြကြပါဗျ စစ်တပ်ကဦးဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်အခုလိုဝါဒဖြန့်ချီလှုံ့ဆော်မှုတွေကိုပြုလုပ်နေပေမဲ့လက်ရှိအချိန်ထိတော့သက်ဆိုင်ရာရက်ကြီးကော်မရှင်အဖွဲ့ခွဲရုံးတွေမှာကတ်ထားတဲ့မဲစင်းရင်းတွေကိုလာရောက်စစ်ဆေးသူနှဲပါနေစေဖြစ်တယ်လို့လည်းသိရပါပါတယ်ရှင်။ စစ်ကောင်စီနယ်မြေနေပြည်တော်ပြင်မနာမြို့နယ်အရှိတ်အတောင်ပေါ်ဒေသကဒေသခံတွေဟာရားနာဖြစ်ပွားတာတွေများပြားနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပြင်မနာမြို့နယ်ကိုတစ်ကျေးရွာအုပ်စုမှာကျေးလက်စေကန်းကဆီယမတွေမရှိတော့ပဲစမ်းမကြီးကြီးစုပေးတဲ့အဖွဲ့တွေလည်းတစ်နှစ်မှတစ်ခါလောက်သာလာတဲ့အတွက်ရားနာဖြစ်ပွားနေတဲ့ဒေသခံတွေစေကူတော်ဖို့အခက်အခဲရှိနေကြတာလို့ဆိုပါဗျ။ ။ဩဂတ်စ်လကလေးကယာနာတွေစဖြစ်နေတာဖြစ်ပြီးမြို့နယ်ဝေးတဲ့အတွက်အစေးရုံသွားဖို့ခက်ခဲနေတာစိတ်မရှိတဲ့အတွက်မကုနိုင်ပဲယာနာတွေကူးဆက်ကုန်တာလို့ဒေသခံရွာသားတယောက်ကပြောပါရယ်။ ရှားနာတွေကိုကိုတိကျွာအုပ်စုကကိုတိတမော်ခိုကိုတိလေးအိမ်စု ကိုတိရွာမနဲ့ကိုတိဘုံစုကျွာတွေကလူရီတရာကျော်ဖြစ်ပွားနေတာဖြစ်ပြီးကလေးတွေမှာဖြစ်များနေတယ်လို့သိရပါတယ်ကျွာတွေကိုကျမ်းမာရေးအဖွဲ့တွေလာရောက်ကြည့်ရှုပေးစီချင်ပြီးပျောက်ကင်းအောင်မကုနိုင်တဲ့အတွက်နောက်လူတွေကိုပါကူးဆက်နေတယ်လို့ကျွာတာဝန်ခံကပြောပါတယ်ကိုတိကျွာအုပ်စုအပြင်တောင်မြင့်ကျွာအုပ်စုနဲ့အလဲချောင်းကျွာအုပ်စုတွေဘက်မှလည်းအရေးပြားရာရံမှုယောဂါကူးဆက်မှုကိုအနည်းငယ်တွေ့လာရပြီလို့ဒေသခံတွေကပြောပါတ ယ်ရှင်။ ARD တိုင်းမှာပြီးခဲ့တဲ့တလအတွင်း Facebook လူမှုကွန်ရက်စာမျက်နှာပေါ်ကနေနိုင်ငံတော်စူပူအောင်လှုံ့ဆော်တဲ့စာတွေရေးသားဖြန့်ဝေတာကြောင့်လို့ဆိုပြီးအရက်သား22ယောက်ကိုစစ်ကောင်စီတပ်နဲ့ရဲတွေကဖမ်းဆီးခဲ့တယ်လို့နှီးဆက်သူတွေစီကသိရပါဗျ။ ပြီးခဲ့တဲ့စက်တင်ဘာလ10ရက်နေ့ကနေ30ရက်နေ့အထိတစ်လအတွင်း AR တိုင်းထဲမှာအမျိုးသား16ယောက်နဲ့အမျိုးသမီး9ယောက်ကိုဖမ်းဆီးခဲ့တာဖြစ်ပြီး online ကနေဈေးရောင်းချသူတွေနဲ့တောင်းသူလယ်သမားသားသမီးတွေအများဆုံးဖမ်းခံထားရတယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကတော့နိုင်ငံရေးနဲ့ပတ်သက်တဲ့စာတွေကိုလူမှုကွန်ရက်ပေါ်ဖြန့်ဝေတယ်လို့ဆွဆွဲဖမ်းဆီးတာဖြစ်ပြီးအဖမ်းခံရတဲ့သူတွေရဲ့ဖုန်းတွေကိုပါတင်ထားတယ်လို့တိုင်းရဲတပ်ဖွဲ့နယ်နေဆက်သူကပြောပါရယ်။ ဖမ်းဆီးခံရတဲ့သူတွေကိုစစ်ကောင်စီတပ်ကဥပဒေနဲ့အညီလို့ခေါင်းစဉ်တက်ပြီးနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုရာဇဝတ်ကြီးဥပဒေပုံမှ905က905ခစတဲ့ပုံမှတွေနဲ့အမှုဖွင့်အရေးယူထားခံရသူတွေရှိသလိုလက်ရှိအချိန်ထိအမှုဖွင့်မခံရသေးတဲ့သူတွေလည်းရှိနေတယ်လို့သိရပါပါတယ်ရှင်။ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ချင်းပြည်နယ်မင်းတပ်မြို့နယ်ကစာတင်ကျောင်းတွေကိုစစ်တပ်ကလေကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကျောင်းသား၃ယောက်နဲ့စိတ်မနှံ့သူ၁ယောက်အပါအဝင်စုစုပေါင်း၄ယောက်တည်ဆုံးခဲ့ပြီးလူအယောက်၂၀ကျော်ဒဏ်ရာရရှိခဲ့တယ်လို့မင်းတပ်မြို့ကန်တွေကပြောပါရယ်အော်တိုဘားလာ၈ရက်နေ့ညမှာတိုက်လေရင်နှစ်စီးနဲ့မင်းတပ်မျိုးနယ်ကကြေးရွာတွေကိုဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါဗျ။ မင်းတက်မြို့နယ်ထင်းချောင်းရွာ RC ဖះကျောင်းဝန်းနယ်ကစစ်ဆောင်စခန်းကစာတင်ကျောင်းကိုဘုံထိမှန်ပြီးဆယ်တန်းကျောင်းသား၃ယောက်နဲ့စိတ်မနှက်တဲ့မျိုးသမီး၁ယောက်တိတ်ဆုံးခဲ့ရပါတယ်။ဒါ့အပြင်ဝမ်မတူးရွာစာတင်ကျောင်းလည်းဘုံကျဲခံခဲ့ရပြီးပျက်စီးခဲ့ရတယ်လို့ဒေသခံတွေစီကသိရပါတယ်။ဒဏ်ရာရှိသူတွေတဲကတချို့ကလည်းဒဏ်ရာပြင်းထန်တဲ့အတွက်စိုးရင်စရာအခြေအနေတွေရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ၄ရက်နေ့ကလည်းလေကျောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်မင်းတက်မြို့အနောက်ရပ်ကွက်ကဟုံးဟုံးဟိုတယ်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်ရှင်။ စကိုင်းတိုင်းမုံရွာမြို့မှာအော်တိုဘားလ၄ရက်နေ့မနက်ပိုင်းကရဲတပ်ဖွဲ့ဝင်တွေစီးလာတဲ့ကားကိုကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်တူရဲအပါဝင်ရဲတပ်ဖွဲ့ဝင်၄ယောက်သေဆုံးခဲ့ပြီးလက်နက်ခဲယမ်းတွေလည်းသိမ်းဆီးရရှိခဲ့တယ်လို့ဗုဒ္ဓလင်မိုဘိုင်းတင် PMT ကရုပ်သံမှတ်တမ်းတွေနဲ့အတူအော်တိုဘားလ၈ရက်နေ့မှာထုတ်ပြန်လာပါတယ်။ရွာရီဘက်ကိုဆင်းပြီးဆက်ကြီးတောင်းမှုထွက်လာတဲ့ Honda Fit ကားကို မုံရွာမြို့နယ်ထဲမှာရှိတဲ့တာစီလန်အတောအဝိုင်းဘက်ကြားမှာကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ ရဲတွေကမကြာခဏဆိုသလိုကားနဲ့ရွာတွေဘက်ကိုထွက်ပြီးဆက်ကြီးတောင်းလေးရှိတာကိုသတင်းကြိုရတဲ့အတွက်အကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်ကားပေါ်မှာပါလာတဲ့ဒူရဲအုပ်သိန်းစော်အပါအဝင်ရဲ၄ယောက်စလုံးတိတ်ဆုံးခဲ့တယ်လို့ပကဖာတာဝန်ခံက TV ကိုပြောပါရတယ်။ တိုက်ခတ်မှုအတွင်ကားကိုမောင်းယူလို့မရတဲ့အတွက် G3 တနက်နှစ်လက်ကိုမမပစ္စတိုတနက်တစ်လက်နဲ့ဖုန်းငါးလုံးကိုတော့တင်စီရရှိခဲ့တယ်လို့သိရပါတယ်။ပြည်သူတွေအနေနဲ့လည်းရဲကစစ်ကားတွေနဲ့နီးကပ်စွာမောင်းနှင်တာတွေကိုမပြုလုပ်ကြဖို့မုံရွာအခြေဆိုင်တော်လိုင်းတပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ်ရှင်။ မကွေးတိုင်းပေါင်းမြို့နယ်နဲ့မြိုင်မြို့နယ်အဆက်ကအရှင်းနှံမော်တွေကိုအော်တိုဘာလ၈ရက်နေ့နဲ့၉ရက်နေ့တွေမှာစစ်တပ်က၂ရက်ဆက်တိုက်လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ရေနံမော်လုတ်သား၅ရောင်ထပ်မနေတည်ဆုံခဲ့တယ်လို့ကလေးငယ်တွေအပါအဝင်အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ ပေါင်းနဲ့မြိုင်မြို့နယ်အစပ်မှာရှိတဲ့ကြောက်ခွက်ရေနံမော်နဲ့တပိညိုရေနံမော်တွေကိုနှစ်ရက်ဆက်တိုက်ဘုံကျဲသွားတာဖြစ်ပြီးအမျိုးသား၄ယောက်နဲ့အမျိုးသမီး၁ယောက်စုစုပေါင်းပြည်သူ၅ယောက်ထပ်မနေတည်ဆောင်းခဲ့ပြီးကလေးတွေလည်းတန်းအများပြားရရှိခဲ့တယ်လို့မြိုင်မြို့နယ်အခြေစိုက်တော်လိုင်းတပ်ဖွဲ့ဝင်ကိုအနဝါက TV ကိုပြောပြပါဗျ။အဲ့လိုလေချောင်းတိုက်ခိုက်မှုကိုပခုတ်ကိုတက်မှတရားတက်ကနေတက်လာတဲ့စက်တက်လေးထီးနဲ့မုံရွာနာမခကနေတက်လာတဲ့ဂျိုင်ရိုကော့ပတာ၃စီးကဘုံကျဲခဲ့တာလို့လဲဆိုပါရယ် ဲ့ဒီဘက်ကရေနံမော်တွေဘက်မှာတိုက်ပွဲဖြစ်တာမရှိပေမဲ့ရန်သူစစ်တောင်းဝင်နေတာရှိလို့စစ်ရေးအခြေအနေတဲမှနေရတော့ရှိတယ်လို့ပေါ့မြုံနယ်အတွင်းရောက်ရှိနေတဲ့တော်လိုင်းတပ်ဖွဲ့တစ်ခုရဲ့စစ်ကြောင်းမှုတစ်ယောက်က TV ကိုပြောခဲ့ပါတယ်ရှင်ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေမှာရိုဟင်ဂျာလက်နက်ကိုင် ARSA တပ်ဖွဲ့တွေနဲ့ ARK တပ်တော် AA တို့အခုရက်ပိုင်းအတွင်းမှာထိတွေ့တိုက်ပွဲတွေဆက်ဖြစ်နေရလို့ဒေသခံတွေကပြောပါရယ် အာဆာအဖွဲ့ကရခိုင်ဘင်္ဂလားဒေ့ရှ်နယ်ချက်ဖြစ်တဲ့အမောင်တော်ခရိုင်မှာဒေသခံပြည်သူတွေကိုချောင်းမြောင်းပစ်ခတ်တပ်ဖြတ်တာတွေဖမ်းဆီးတာတွေလူရဲငွေညစ်တာတွေပြန်ပေးဆွဲတာတွေနဲ့မိုင်းခွဲတိုက်ခိုက်တာတွေကိုပါဆက်တိုက်ကျွလွန်လာနေတယ်လို့ဆိုပါရယ်။ ဒါပြင်အရခတ်တတော် AE ရဲ့လုံခြုံရေးစခန်းတွေနဲ့တပ်ဖွဲ့ဝင်တွေကိုလည်းတိုက်ခိုက်မှုတွေရှိနေတယ်လို့ဆိုပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလကစပြီး RSA အဖွဲ့ရဲ့အကြမ်းဖက်လှုပ်ရှားမှုများလာတာနဲ့အမျှ AE ကလည်းလိုက်လံရှင်းလင်းမှုတွေကိုဒီဇိုင်းမမတ်လှုပ်ဆောင်လာနေတာပါ။ဒါကြောင့်နေဆက်ဒေတာတခြားထိတွေ့တိုက်ပွဲတွေလည်းမကြာခဏဆိုသလိုဖြစ်ပွားနေပြီး RSA လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေထိခိုက်ကြဆုံးမှုတွေများနေပြီးသူတို့အခြေစိုက်နေထိုင်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးသွားကြတယ်လို့လည်းသိရပါရယ်။ လူဝင်ကြလက်နက်ကင်တပ်ဖွဲ့တွေဖြစ်တဲ့ RSA RSO တို့ဟာဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB ရဲ့အကူအညီကိုအပြေအဝရယူပြီးနတ်မြစ်နဲ့မယူတောင်တန်းလမ်းကြောင်းတွေကနေတဆင်ရခိုင်ပြည်မောင်တော်ခရိုင်နယ်ကိုစိတ်ဝင်နေတယ်လို့ AA ကထုတ်ပြန်ထားပါတယ်ရှင်။